တနင်္လာတိုင်းဒဝဲမြို့နယ်စော်ဝကျေးရွာထဲကိုစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်ကျောင်းထိုင်ဆရာတော်တပါပြန်လည်တော်မူခဲ့တယ်လို့ဒေသခံတွေကတန်လွင်ထားမှုပြောပါရယ်။ဇွန်လ၁ရက်နေ့ည၃နာရီအချိန်ခန့်မှာဒဝဲအခြေစိုက်စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်ရာကနေစော်ဝကျေးရွာရှိတစ်စိမ့်ပင်ဖုံကြီးကျောင်းဝင်းအတွင်ကြာရောက်ပောက်ကွဲခဲ့ပါရယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်တပ်တော်66နဲ့ရွယ်ကျောင်းထိုင်စီရတော့ဗက်တန်သားအိန်နောပါတာဟာဥကောင်းလက်နက်ကြီးစထိမှန်ပြီးပြန်လွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေ့မှာပဲဒဝဲမျိုးနယ်ရွှေကူတရားနီးဝန်းကျင်မှာစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်အသက်30အရွယ်အမျိုးသားတဦးလက်နက်ကြီးထိမှန်သေဆုံးသွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ဒေသခံတွေရဲ့အဆိုအရစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုဟာရွှေကူတရားစစ်ဆေးရေးဂိတ်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်မှုကိုလက်နက်ကြီးပစ်ကူပေးရာကနေဖုံကြီးအပါဝင်အရသားတွေပါထိခိုက်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ရွှေကူတရားတိုက်ပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီပြင်ဒေါ်လာရင်အင်အားစုပူးပေါင်းအဖွဲ့တွေဘက်ကလည်းလက်ရှိအချိန်ထိသတင်းထုတ်ပြန်တာမရှိသေးပါဘူး။